ချမ်းတော့မှလည်းလှုပ်တယ်တဲ့ဟုတ်ကဲ့အခုလှုပ်နေတယ်ပြင်းဦးလည်းမှလည်းမလင်းကအတန်ကအပြင်ကကျွန်တော်ခွေးကျွန်တော်ခွေးတကားလာကောင်းတယ်ထင်တာမလင်းလှုပ်တော့မှအတန်ကဝိုးဝိုးဝိုးနဲ့ဘလို့အတန်ကြီးလည်းမသိဘူးအော်နေလို့ဒီမှာငရင်လှုပ်လို့ဒုက္ခတွေရောက်လို့တွေ့ရမို့လား အမလေးနေပူထဲမှာနေရတာလေအခန်းထဲမှာအိမ်နေတာလေအခန်းကြီးကိုကြိုကြလို့ပြောကြလို့ရေအိုးတွေရောကွန်ပျူတာတွေရောအကုန်လုံးဘာမှမရှိတော့ဘူး။ဟာရလေးပဲကိုပြီးချင်အောင်နဲ့လည်းမနေ့ကထွက်ရမလားကြောက်ပါအောင်ငါတကားဖွင့်ပေးပါအောင်ဆိုလည်းဘယ်သူမှလာမဖွင့်ကြဘူး။ဒီအောင်ထဲကုန်ပြီးထွက်ခဲ့ရဘောကနော်။ကိုလည်းစိတ်ယုံပြင်းမဲ့မှာထိုင်နေရကြည့်လိုက်အောင်ချွေတလုံးလုံးနဲ့တာနေနဲ့ဝင်းလို့အမလေးအမလေးလောက်လို့ပေါ့ဗျာ။အမလေး ဟဲ့ကားရဟိုဘက်ကမောင်းလေငေလိုက်ငါတို့ကားပြီလို့တည်နေဦးမယ်ဒီမှာကျမတို့ဖွဲ့အကုန်လုံးတော့အပြင်မှာထွက်ထိုင်နေရတယ်ဘဝငေလာလို့ငေလုံးလို့လေငေလုံးလို့ငေလုံးလို့ဆဲဦးနေလဲကျိုးပြီမုတ်နေလဲအများကြီးပြက်သွားပြီနော်လူတွေလဲလေလန်လို့ကြောက်လို့ပါဖះ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 တယောက်မှတော့ဘာမှမဖြစ်ကြပါဘူးရှင် ်ချမ်းတော့မှလည်းလုတ်တယ်တဲ့ဟုတ်ကဲ့အခုလုတ်နေတယ်ပြင်ဦးလည်းမှလည်းမလင်းကအတန်ကအပြင်ကကျွန်တော်ခွေးကျွန်တော်ခွေးတကားလာကောင်းတယ်ထင်တာငလင်းလုတ်တော့မှအတန်ဟိုးဟိုးဟိုးနဲ့ဘလူးအတန်ကြီးလည်းမသိဘူးအော်နေလို့ကလေးတွေပြင်တော်ခမ်းလိုက်တာကျွန်တော်အိမ်ထဲမှာပဲရှိနေတယ်အားလုံးပဲမြန်မြန် Emoji Entertainment Channel ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့တစ္ဆေပင်အပြူဖိုင်လေးရတာမနေ့ကဒီမေလ18ရက်နေ့မှာဒီည09:25မိနစ်မှာဒီငလင်းလောက်သွားတယ်ပေါ့နော် ဒီဖြစ်စဉ်ကိုပြပတ်တိဆက်ပေးထားပြီးဖိုင်လေးပေါ့နော်ဒီဖိုင်လေးကျွန်တော်အမီပြတ်သက်တိဆက်ပေးမှာမို့ကျွန်တော်ပြန်လေးအဆုံးတိုက်လည်းပဲကြည့်ရှုပေးဖို့ဖိတ်ခဲ့ချင်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီဖိုင်လေးဆက်လိုက်ရအောင်နေပြည်တော်လေးလုတ်တယ်တဲ့ဟိုဘုံလေးအခုပဲလုတ်သွားတာတဲ့ဟုတ်တယ်ဟုတ်တယ်တောင်းဆိုပဲဒီမှာကြောက်လို့မဟုတ်ဘူးဘုံဘုံဘုံဘာလို့လုတ်နေလားအဲ့ငလျင်ကလည်းမပြီးနိုင်ဘူးလားမသိဘူးเนาะကျွန်တော်မြန်မာပြည်ဒီလိုအကုသို့တွေတွေတင်းလား အခုတို့တည်ခြင်းတို့ပဲကိုမေကိုလွတ်လို့ဘာပေလို့ကိုမေကိုမာရီတော့အဲ့လိုလာမန့်နေဟာသူတို့တော့တိုင်းပြီးကတ်ဆိုင်နေမြင်းညံမျိုးလည်းလှုပ်တယ်တဲ့အဲ့လိုလူမျိုးတွေကြောင့်မလို့မြန်မာပြည်မှာကတ်ဆိုင်တာတေဒမင်းတို့လူကောင်းလေငါတို့ကဘာမှဖြစ်ဘူးအော်ကျွန်တော်မိသားစုဘေးကင်းပါတယ်ဘာမှဖြစ်ဘူးပြင်းဦးတွေကလှုပ်တော့လှုပ်တယ်အခုဒါမန္တလေးဆိုတော့တော်တော်ကျန်းလောင်တယ် ရှင်မသွေမန္တလေးရတဲ့ငယ်ချင်းတွေဘုံဆက်မေးအောင်ပေါ့ပေမဘုံဆက်ခံရမေးမေးဟောဟုတ်อืมဒီမှာတော့ကျန်းတော့အဲ့အဲ့မှာဆိုပူကျန်းတော့လေနောက်တခါလို့ရင်ပြိုပြီးတဲ့ကပြလိုက်အောင်လေတဲ့လား လိုက်လွင့်ပေးနေတာခုံကတော့အထားမပြတ်ဘူးငလင်လို့တာအဲ့ဒါဇော်ဘုံရဲ့တစ္ဆာသမားကြီးပဲရှင်းလားသူများတို့ကငလင်လို့တယ်ဆိုပြီးတော့ခါပြီးပြေးတော့မှာဇော်ဘုံရဲ့အေးစေးပဲရှင်းနေတော့အေးစေးပဲလှုပ်လေးသေးတယ်ဘာဖြစ်လို့တစ္ဆာသမားကြီးနိုင်ငံနဲ့လူမျိုးပေါ်မှာဖြစ်တယ်ဘာသာတရားနဲ့ရင်ကျင်းမှုတလို့ဒလေဒုံဆန်းဒုံလန်းစင်လာတွေကိုမျက်နှိုးတဲ့လူသားတယောက်ကလွယ်လွယ်နဲ့သိမလား အသေးဆုံးနဲ့တမသေးဘူးဒီမှာဂမ်ဘီယာချက်ရှိနေလို့ဒီမှာဒီမှာအတက်ကူလမ်းကြောင်းနဲ့တွေ့လားယူလို့နော် ပြညာကြရင်ကအောင်မတိတော့မှလာကြည့်လိုက်အဲ့တော့ကျွန်တော်ငလင်လို့တော့ဆိုဓမ္မမိသားစုနဲ့အနေလေးကလေးလေးကိုဖြစ်ပေးလိုက်အောင်မယ်နော်မြန်မာပြည်အများဆုံးညီညွတ်ပါစေရှင်တိုင်းအောင်နေတဲ့တက်မလို့သားတွေဘေးအနေခင်ချင်းပြီးနောက်တန်းမိသားစုတွေနဲ့အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မေတ္တာပို့ဆုတောင်းပေးပါတယ် မန္တလေးလှုပ်လာဟမ်မန္တလေးကျန်းလာလို့ကျန်းနေတယ်အတန်ပိတ်ထားလိုက်အေးမန္တလေးဘယ်လောက်လှုပ်တာအောင်ဟွန်းတော့တချက်တချက်တော့အပြင်းတော့ခဏထွက်နေလိုက်အောင်ဟုတ်ပြီလှုပ်တယ်ရေရှုခါတယ်အေးရောပြီရောပြီ တော်ကျမ်းနဲ့တရားပြင်ဦးလင်းမှာဒါအကျမ်းဆုံးပဲပြင်ဦးလင်းမှာဒီတကအကျမ်းဆုံးပဲရည်စကြူလေးလုတ်တယ်လေဟောတနိုင်ငံလုံးအဲ့လာကြောင်မလို့လေသိလားကပေးဆိုင်တာနော်ဆဲကြဆရာတော်ကြီးကိုဆဲကြတိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာတစ္ဆာမဲကြနော်နော်ကိုကျိုးအတ္တတွေကိုကြည်ပြီးတော့မှကိုယ့်ရဲ့အတ္တဒေါဘဒေါသမောဟတွေကိုလုတ်ပြီးတော့မှနော် အဲဖာသူကြီးထောင်ပြိုသွားမှာအဲ့ဒီသူကြီးထောင်ကိုလေငလင်လောက်တော့လေအဲ့ထောင်ဘာလို့မပြိုလဲမသိဘူးနော်အမမဟုတ်သူကသူကြီးအားထောင်မှာမရှိတော့ဘူးနော်နေကြကြုံးနဲ့ထားလာတာနော်တေဒနော်တေဒကိုးခွေကြသူကြီးဆိုတဲ့မိမယုတ်ကိုအင်္ဂလိပ်လူကိုးခွေကြနော်တေဒမင်းတို့ကောင်းလေနော်တေဒမင်းတို့တေနေငါတို့ကလူတွေပဲငါတို့ငလင်လောက် အော်လိုက်လူပဲသွေးမင်းတို့မြန်မာပြည်မှာမင်းတို့ကောင်းနေမရှိလေကောင်းနေပဲနော်ဘယ်မှာလောက်တာလဲမသိချင်းမင်းမေတာမေးလိုက်ချင်းတော်လဲဟိုမှာမင်းမေကိုသွားမေးလိုက်ဟုတ်ပြီလားမလင်းတလောက်တတိုင်းပြည်တော်လုံနေတာဟုတ်နော်မလင်းတတိုင်းပြည်တော်လုံနေတာဘယ်မှာလောက်တာလဲဆိုတော့မင်းမေချင်းတော်နဲ့မှာလောက်တာငါနဲ့တော့လှုပ်လိုက်လို့ချင်းရမ်းမှာကဘာပါပြတ်သွားမယ်မင်းမရတာငလင်လှုပ်တာငါနဲ့အိတ်နေရရင်မင်းမေတော်သိမှာမဟုတ်ဘူး ဇော်ဘုံရကောင်းလိုက်တာဆိုပြီးတော့ငလီလောက်တာတော့မသိဘူးသူဖြစ်သွားမယ်။ဟာလေ။ဟုတ်တယ်တခါလေကြာရင်တကယ်ချီးပေတယ်။အေလိုးလေး။နော်တတိုင်းပြီလို့လှုပ်နေပါရေသေတို့တွေပါဟောလှုပ်နေပါဆိုနေမှငလီပဲမှာလှုပ်တာလေတဲ့။အရင်မတော့တော့ရက်ပြက်လိုက်ပြီ။စောက်ခွက်ကတော်တော်ကလိုးလာပြီချောလာပြီမှန်ပြီ။အဲအရင်မတော့တောက်နေရတယ်အဲ့ဒါတော့တောက်နေရတာ။စောက်ရုပ်ကရန်ချောတော့ ။အမှအသက်45နှစ်ကို35နှစ်လောက်ထင်လို့ထင်စောင့်ပြဿနာအတက်နေဟာလား။အဘုံကြီးတွေတက်ဆရာဆရာမတွေတက်နော်မင်းတို့မေငါချင်းအောင်နေမှာရောက်နေလို့မင်းတို့ငလင်လောက်တာမသိတာဒါပေမဲ့မင်းတို့မေကငါချင်းအောင်နေရောက်မသိတော့ဘူးလေပြည့်ရမလားငလင်လောက်တာအဲဇော်ဘွေးဆိုပြီးအဲ့လိုဖြစ်နေ

ေဝါဆောင်ရချောတော့အရက်ကမတော့ဘဲမတော့ရင်အရက်တော့ရင်နည်းနည်းလေးပေါ့အသားကြီးပါညာပေါ့နော်ကိုကအပြင်သွားရင်လူတိုင်းနေခံရတာရုပ်ရှင်မင်းသားလည်းမဟုတ်ဘူးညာနေနေဝိုင်းကြည့်နေဟာဘာမှလည်းမသိနော်ဘာမှလည်းမသိဘူးလူကလည်းရိုးရိုးသားသားပဲဒီလိုပဲနေတာပဲအရုပ်ရှင်မင်းသားလည်းမဟုတ်ဘူးဟာ โอเคครับพี่ကျွန်တော်ဗန်ဒီလောက်ပါပဲဒီ finally cut တော့ဒါဒီမနေ့ကညကပေါ့เนาะ တင်ကလင်းလောက်သွားတဲ့အကြောင်းလည်းပတ်သက်ပြီးတော့ဒီကိုကြီးကရတာအပြည့်စုံရှင်းပြလာတဲ့ဒီဖိုင်လေးပေါ့နော်ဒီဖိုင်လေးကျွန်တော်ယူပြသက်တိဆက်ပေးတော့ဖြစ်ပါတယ်ဒီထဲမှာကျွန်တော်ရဲ့မျိုးတွေထဲမှာဒီညတုံးကတင်ကလင်းလောက်ခံရတဲ့မိသားစုတွေပါခဲ့လို့ရှိရင်လည်းကျွန်တော် comment မှာအကျင့်ပြုစကားလေးတွေပြောခဲ့ချက်ပါအောင်ပြလောက channel နေပူ thread ရတဲ့အကြောင်းနဲ့တင်အစ်တွေကိုမြန်တိဆက်ပေးအောင်ကျွန်တော် channel like ကစကောင်းနေတဲ့ like ကစကောင်းနေပြီးနောက်တွေ့ပဲလို့ပါနေခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်လောက channel အားဖြင့်ကြည့်ရှုသူတိကျချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြန်ပြန်ဆက်ရမယ်